အဲကျွန်တော်တို့မြန်မာစကားမှာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့စိတ်ပြူရင်ကိုနှုတ်တယ်တဲ့အဲစိတ်ထောင်းတော့ကိုကြည်တယ်တဲ့ဆိုတော့ဒီစိတ်ကအရေးကြီးမှုအရေးပါမှု စိတ်ဆိုတာကတော့ဘလူးမှမတွေ့အောင်ဒါပေမဲ့ကြီးမားတဲ့အင်အားတစ်ခုဖြစ်တယ်ဘလောက်တော့ကြီးမားတဲ့အင်အားဖြစ်လဲဆိုရင် စိတ်ပြိုးနေလို့ရှိရင်ကိုကနှုတ်နေတယ်တဲ့ကြီးလိုက်လို့ရှိရင်ပျော်ရွှင် ပြီး ပေါ်ပါပြီးလန်းဆန်းနေဒါပေမဲ့စိတ်ကမပြူစိတ်ညက်တယ်ဆိုရင်လူကတခါတည်းအိုဆင်းသွားတယ်စိတ်ထောင်းတော့ကိုကြည်တယ်တဲ့ဘလောက်တောင်ကိုကြည်တယ်လဲဆိုတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ depression ရတဲ့လူတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတေလောက်တဲ့အထီကိုသူတို့ကိုသူတို့စီရင်သွားတဲ့အခြေအနေတွေကိုတွေ့ရဝိမျက်ကျင်တဲ့အချက်ကလေးကဘာလဲဆိုရင်ကျွန်တို့တို့ရဲ့ဘဝအတ္တတာမှာကျွန်တို့တို့ရဲ့အတွေးဟာအရန်အရေးကြီးပါတယ် အတွေးကောင်းရင်ကောင်းတယ်လို့ဘဝမှာလုံနိုင်တဲ့လုံးချက်တွေအများကြီးရှင်အတွေးဆိုးရင်ဆိုးတယ်လို့ကိုယ့်ဘဝကိုပျက်စီးစေပါဒါကြောင့်မလို့ဝင်းရင်းဆိုင်ရာအတ္တတာမှာဘာပြောလဲဆိုတော့ကိုတွေးတဲ့အတိုင်းကိုပြောတယ်တဲ့ကိုပြောတဲ့အတိုင်းကိုလှုပ်တယ်တဲ့ကိုလှုပ်တဲ့ဟာကတဖြည်းဖြည်းနဲ့အကျင့်ပါလာတဲ့အခါမှာတဲ့အဲ့ဒါဟာကိုယ့်ရဲ့ပန်းတိုင်း destination ဖြစ်သွားတယ်အကြောင်းမလို့ဒီကနေ့ဒီအကြောင်းအရာလေးကိုဝေမျှရလဲဆိုတော့အတွေးကောင်းဖို့အတွေးမှန်ဖို့ ဒါဟာလိုအပ်တယ်ဆိုတာကိုဒီကနေ့ဧဝံဂေလိကျမ်းစာတော်ညထဲမှာသခင်ခရစ်တော်နဲ့ဂျန်တပ်ပုဂ္ဂိုလ်နဲ့ဖာရိရှဲတွေကလှုပ်လိုက်တဲ့အဖွဲ့နဲ့စကားပြောတဲ့အခါမှာကျွန်တို့ကြားနာရတဲ့နှုတ်ကပတ်တော်ဖြစ်ပါအဲ့ဒါဘာလဲဆိုတော့ဂျန်တပ်ပုဂ္ဂိုလ်နဲ့ဖာရိရှဲတွေကတဲ့ဒီကနေ့နှုတ်ကပတ်တော်ရဲ့ဖကြားခဲ့ရခြင်းရဘာလဲဆိုတော့အကောက်ကြံတဲ့စိတ်နဲ့တခင်ခွတ်တော်ကိုတဲ့ထောင်ချောက်ဆင်ပြီးတော့မိကုံအမားမေးဖို့လူတစုကိုတခင်ခွတ်တော်ရှိကိုဆင်လွတ်လိုက်တယ်တဲ့ပထမအောင်ဆုံး ဘာတွေ့ရလဲဆိုရင်ရည်ရွယ်ချက်မမှန်ဘူးအတွေးမှားဘာလဲဆိုတော့မှားတဲ့အတွေးဆိုတော့သူများကိုပျက်စီးစေလိုတဲ့အတွေးနဲ့အစပြုလိုက်တာတွေ့ရအဲ့ဒီလွတ်လိုက်တဲ့ပုံကိုယ်တွေကလည်းသူတို့ကလည်းသူတို့လွတ်ချင်းခံရတဲ့ပုံကိုယ်တွေလိုမျိုးပဲအတွေးရှိတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကြရရှင်တကားရေလောင်းထားပြီးတော့မှသခင်ခရစ်တော်ရှိကိုလာမေးတယ်သူတို့ပြောတဲ့စကားလေးကဘာပြောလဲဆိုတော့ဆရာသခင်အရှင်ဒီဖြောင်းမတ်သူဖြစ်၍ မိသူကိုများကြောက်ရွံ့ခြင်းမရှိကြောင်းကိုကျွန်ုပ်တို့သိပါသည်တဲ့ဆိုတော့သူပြောလိုက်တဲ့စကားလေးကလူတစ်ယောက်ကိုချင်းမွန်လိုက်တယ်ဒါပေမဲ့လို့အထဲထဲမှာကဒီလူတစ်ယောက်ကိုကြောက်တွန်းတော့မယ်ဆိုတဲ့အတွေးမှားဖြစ်ပါပြီးသွားတဲ့အခါကျရင်အကြောင်းမူကားအရှင်ဒီလူလို့ဤမျက်နှာကိုမထောက်ပဲဖျားတခင်တရားလမ်းကိုမှန်ကန်စွာတွင်တန်တော်သူဖြစ်ကြောင်းကိုလည်းသိပါ၏တဲ့ဆိုကိုပြောလိုက်တဲ့အကြောင်းအရာတွေမှာကိုသိနေတဲ့အတ္တိတရားဟာ မားရွဲ့တဲ့အတိတ်တရားတစ်ခုဖြစ်နေအဲ့ဒါကဘာလဲဆိုတဲ့အခါကျရင်ကောင်းတဲ့ရည်ရွယ်ချက်နဲ့သွားပြောတာမဟုတ်ဘဲနဲ့ကြောက်တွန်းတော့မဲ့ရည်ရွယ်ချက်နဲ့ချီးမြှောက်ပြီးတော့တခင်ခရစ်တော်ကိုသွားပြောပြီးမိကုံးလေးတစ်ခုမိလိုက်တယ်အဲ့ဒါကဘာလဲဆိုတော့အခွန်ငွေကိုတဲ့စီစားဘရင်ကိုပေးတင်သလားမပေးတင်ဘူးလားဆိုတဲ့မိကုံးလေးဖြစ်ပါတယ်အဲ့ဒီမိကုံးလေးကသူ့ရဲ့နောက်ခံလေးကိုပြန်ကြည့်လိုက်တဲ့အခါမှာအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့မျိုးချစ်ပုတ်ကူဂျူးလူမျိုးတွေက ယောမလူမျိုးတွေကိုအခွန်ဆက်တာခြင်းဟာငါတို့ဂျူးလူမျိုးနဲ့နိုင်ငံတော်ကိုသက်စာဖောက်တဲ့လူတွေလို့အယူရှိထားလို့ဖြစ်ပါတယ်။အကယ်၍ယောမလူမျိုးတွေနဲ့အုတ်ချုပ်သူတွေကိုအခွန်မပေးပြန်ရင်လေလက်တလောအခြေအနေမှာယောမလူမျိုးတွေကဣသရဲနိုင်ငံကိုအုတ်ချုပ်ထားတဲ့အတွက်သူတို့ကိုအုတ်ချုပ်တဲ့လူနဲ့ဆန့်ကျင်ဘက်တိုက်ခိုက်ရတော့မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသခင်ခရစ်တော်ကမြို့ချစ်စိတ်နဲ့ လူမျိုးချစ်တဲ့စိတ်နဲ့နိုင်ငံချစ်တဲ့စိတ်နဲ့ယောမလူမျိုးတွေကိုငါတို့အခွန်ပေးစရာမလိုဘူးဆိုရင်ယောမလူမျိုးတွေနဲ့တခင်ခွတ်တော်ထိတ်တိုက်တွေ့မှာဖြစ်ပါတယ်အကယ်၍ယောမလူမျိုးတွေကိုအခွန်ပေးပါလို့ပြောလိုက်လို့ရှင်လေဂျူးလူမျိုးတွေနဲ့ထိတ်တိုက်တွေ့ပြီးအမျိုးကိုတစ္ဆာဖောက်တဲ့ပုံကိုဆိုပြီးသူတို့ထောင်ချောက်ဆင်ထားတာဖြစ်ပါတယ်ဒါပေမဲ့တခင်ခွတ်တော်ကဉာဏ်ပညာနဲ့အထွတ်ထိပ်ဖြစ်တဲ့ဘုရားရှင်ဖြစ်တဲ့အခါမှာသူတို့ကိုပြန်ပြီး ဆုံးဖြတ်ခိုင်းခဲ့ပါတယ်အဲ့ဒါကတော့ဒေနာရီတပြားယူခဲ့ဒေနာရီတပြားမှာရှိတဲ့ပုံနဲ့ကပီးလိပ်စာကိုကြည့်ပြီးစီဇာနဲ့ပိုင်နေဆိုရင် စီဇာကိုပေးပါဖျားနဲ့ပိုင်တဲ့အဟာကိုဖျားကိုပေးပါဆိုပြီးတော့သူတို့ကိုလာမေးတဲ့သူကိုလာမေးတဲ့လူတွေကိုအဖြေပေးပါဒီအဖြစ်ပြက်လေးမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတဲ့အခါကျရင်လူတိုင်းကတော့အတွေးကောင်းအတွေးမှန်ပုံမှန်မဖြစ်နိုင်ပါဘူးဒါပေမဲ့လို့ကျွန်တော်တို့ကိုဖျားသခင်ဟာနေ့စဉ်ဘဝအတ္တမှာရွေးချယ်ခွင့်ပေးထားပါတ ဒီရွေးချယ်ခွင့်အပေါ်မှာမူတည်ပြီးကျွန်တို့ရဲ့ဘဝအတ္တကရင့်ကျက်မှုနဲ့ဖျားကျိုက်တဲ့အတ္တကိုရရှိလာတာပဲဖြစ်ပါဒါကြောင့်မလို့ဒီကနေ့စာလံကျမ်းကိုကျွန်တို့အတူတူဆိုတဲ့အခါမှာကျွန်တို့ရွေးချယ်မှုမှန်ကန်မှုနဲ့ဆုံးဖြတ်ချက်အမှန်တွေကိုဘယ်ကရလဲဆိုတဲ့အခါကျရင်ဖျားကိုကြောက်ရွံ့ယူတည်ပြီးတော့ပြင်းရတော်ကိုစောင့်ထိန်လိုက်နာမယ်ဆိုပြီးမြန်နိုးတဲ့ပုံကိုယ်တွေကတဲ့ကျွန်တို့တွေဉာဏ်ပညာရဲ့အထွတ်ထိပ်ဖြစ်တယ်ဒါကြောင့်မလို့ wisdom is the fear of the lord ဉာဏ်ပညာရဲ့ အစာဘုရားကိုကြောက်ရွံ့ရိုတည်ခြင်းဖြစ်တယ်ကျွန်တော်တို့ဖြောင့်မတ်စွာနဲ့ယူသားစွာနဲ့စိတ်ကောင်းနှလုံးကောင်းနဲ့လွတ်ဆောင်တဲ့အခါမှာကိုယ်မှာအတွေ့အကြုံအားနည်းတယ်မဖြစ်နိုင်သေးဘူးမှားရင်ခဲ့ရင်တော့အချိန်တစ်ခုမှာကျွန်တော်တို့ကိုအမှန်တရားကိုပို့ဆောင်ပေးမယ်ဆိုတာကိုဒီကနေ့နှုတ်ကပတ်တော်အဖြစ်အတူတကွအထောက်အယူစဉ်းစားရင်းနဲ့ကျွန်တော်တို့အတွေ့အလေးတွေကိုအကောင်းဆုံးအမှန်တရားအတ္တတာ၌ရှင်းတန်နိုင်အောင်ဘုရားသခင်ရှိမှခွန်အားတောင်းရအောင်အားလုံးကိုဖိတ်ခေါ်ပါရစေအားလုံးကျေးဇူးပြုမှတ်တည့်ရလက်စုပန်ကြရအောင်